်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဆုံးဒီမိုကရေစီကို စနစ်တကျဖျက်ဆီးခဲ့ကြပုံသတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်နိုင်ငံတော်အတိုင်းအမြင်ကတော်အောင်ဆန်းစုကြည်ဦးဆောင်မှုတွင်အုတ်ချုပ်ရေးပိုင်းတွင်သာဒီမိုကရေစီဖားတစ်ပိုင်းငါးတစ်ပိုင်းရရှိနေတော်လဲလူထုအဖို့ကလွတ်လပ်ပျော်ရွှင်စွာနေခဲ့ကြရပါတယ်။ရောင်းဝယ်ဖောက်ကားခွင့်ရခဲ့ကြပါတယ်။ ထိုအရေးကိုမြည်တို့မြမရှုစိတ်နိုင်ပဲ၎င်းတို့သာနိုင်ငံကိုအုပ်ချုပ်ပိုင်ခွင့်ရှိသည်ဆိုကာ KSSS ခံယူထားကြသောဒေါ်စင်အေးကြောင့်စင်ဘိုးချုပ်များကနိုင်ငံတကာအတွက်ရေစရာကောင်းလာသည့်အကြောင်းပြချက်ဖြင့်လူလူအနှင်းထားသောအာဏာကိုအကြမ်းဖက်လူရဲခဲ့ကြပါသည်။ထို့သောဘုံနေမြဲကြားနေမြဲဆက်လက်ထိန်းသိမ်းထားဖို့ကမရည်ရွယ်တော့ပဲအညွတ်တလူလူထွက်လာနေပြီဖြစ်သောဒီမိုကရေစီအဆောက်အုံကြီးကိုအပြစ်ဒဏ်ဖြိုလဲနိုင်ရန်တဆင်ပြီးတဆင်စီမံလာခဲ့ကြပါသည်။ ထို့သောဖြည့်ဆည်းခဲ့ကြပုံများကိုအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှနိုင်ငံတကာမှအမတ်ရစီရန်ခုနှစ်တက္ကရာရုပ်ပုံကားချက်များနဲ့ယခုလိုစနစ်တကျရှင်းပြထားခဲ့ပါတယ်။ဖေဖော်ဝါရီလ1ရက်2021နိုင်ငံတော်အနာကိုအကြံဖတ်သိမ်းယူခေါင်းဆောင်များကိုဖမ်းဆီးမဲမတမာမှုများရှိသည့်ဆိုကရွေးကောက်ပွဲကော်မရှင်ကိုထိန်းချုပ်ပြီးဖေဖော်ဝါရီလ2023ခုနှစ်နိုင်ငံရေးပါတီများမပုံတင်ခြင်းဥပဒေပြဋ္ဌာန်း၍အဖွဲ့ဝင်ဖြစ်မှု ရန်ပုံငွေထားရှိမှုများကန့်တက်လာပြီးပြစ်မှုကျူးလွန်သောပါတီဝင်များအားတမ်းမြေချင်းဖြင့်အတားအခံလုပ်မှုများကိုဘေးဖယ်ထုတ်လာခဲ့ကြပါသည်။အစိုးရအဖွဲ့ဝင်ဝန်ကြီးများလွတ်တော်ကိုယ်စားလှယ်များရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များစုစုပေါင်း154ဦးကိုဖမ်းဆီးခဲ့ကြပါသည်။မတ်လ28ရက်2023ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်နိုင်ငံရေးပါတီ40အားဥပဒေတည်နဲ့အညီလှုပ်ဆောင်ခြင်းမရှိဘူးဆိုက ဖြတ်သိမ်းပစ်ခဲ့ကြပါသည်။ 2023ခုနှစ်တွင်ရွေးကောက်ပွဲစနစ် ပြန်လည်တက်မှတ်ခဲ့ပါရယ်။ရခင်ကကျင်သုံးနေသောမဲအများစုရရှိသူအရွေးခံရသည့်စနစ်မှရရှိသည့်မဲအချို့များဖြင့်ရွေးချယ်ရေးစနစ်တိုးသွင်းလာခဲ့ပါရယ်။မဲဆန္ဒနေမီများအားလည်းစစ်အုပ်စုသဘောကျပါတီအသားရရေးအတွက် ပြန်လည်ရည်ဆွဲတက်မှတ်ခဲ့ကြပါရယ်။2023-2024ကိုယ်စားလှယ်များအားဖိဖဲထုတ်လာခြင်းကိုယ်စားလှယ်များနဲ့ပါတီများအား တော်လည်ရေးအဖွဲ့များနဲ့ဆက်တွေ့သည့်ဆိုကဖေရှားပြင်နိုင်ရဲ့အတွက်အကြံဖတ်သမားများဟုအမိတပ်ခေါ်ဝေါ်လာခဲ့ကြပါတယ်။ဖေဗူဝါရီလ၁ရက်2024ခုနှစ်ရွေးကော်ဥက္ကဋ္ဌအားစေဘအစင်းမြင့်အရာရှိဟောင်းတဦးနဲ့အစားထုတ်ကတင်းကျပ်စွာထိန်းချုပ်လာခဲ့ကြပါတယ်။ဒီဇင်ဘာလ9ရက်2024ခုနှစ်ရွေးကော်မှာနိုင်ငံရေးပါတီများနဲ့တွေ့ဆုံပြီးရွေးကောက်ပွဲကို၎င်းတို့ထိန်းချုပ်သည်ဆိုသောမဲဆန္ဒနယ်မြေ161တွင်သာပြုလုပ်နိုင်မည်ဟုအတည်ပြုလာခဲ့ကြပါတယ်။ ဒီဇင်ဘာလ2024ခုနှစ်စစ်တပ်လိုလာသောပါတီများရွေးကောက်ပွဲကာလအတွင်းလုံခြုံရေးအတွက်လက်နက်ကင်ဆောင်ခွင့်အမှတ်ပုံတင်ရန်ခွင့်ပြုလာခဲ့ပါတယ်။မဲဆန္ဒရှင်များအဖို့ချင်းချောက်အနိုင်ကျင့်ခံရမည့်အနေရများမြင့်တက်လာနေခဲ့ပါတယ်။2025ခုနှစ်စစ်အုပ်စုမှမဲဆန္ဒမြေဒါဇင်ပေါင်းများစွာတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့်ရွေးကောက်ပွဲမလုပ်နိုင်ဟုကြေညာလာခဲ့ပါတယ်။ ဇန်နဝါရီလ1ရက်2025ခုနှစ်စစ်အုပ်စုမှစိုက်ဘာလုံခြုံရေးဥပဒေစိုးတီကိုပြဋ္ဌာန်းလာခဲ့ပါတယ်။ယင်းသည့် Digital ရဝန်းအားတင်းတင်းကြပ်ကြပ်ထိန်းချုပ်ရန်နှင့်၎င်းတို့နှင့်အမြင်မတူသူများကိုဖိနှိပ်ရန်အတွက်သာဖြစ်သည်ဟုဝေဖန်သူများကထောက်ပြလာကြပါတယ်။တရားမဝင် VPN အသုံးပြုခြင်းကိုတားမြစ်ခဲ့ပါတယ်။လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်နှင့်သတင်းများတရှိနိုင်မှုကိုပိတ်ပင်လိုက်ခြင်းလည်းဖြစ်ပါတယ်။ဇူလိုင်လ29ရက်2025ခုနှစ် အထွေထွေရွေးကောက်ပွဲအားနောက်ဆက်ဟန်တာဖြစ်စီခြင်းမှာကာကွယ်တိဥပဒေကိုထုတ်ပြန်လာခဲ့ပါတယ်။ဇူလိုင်လ30ရက်2025ခုနှစ်စစ်အုပ်စုသည်ရခိုင်နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီမှနိုင်ငံတော်လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်အဖြစ်အမည်ပြောင်းလဲလာခဲ့ပါတယ်။ပြည်ပမှ၎င်းတို့ကလက်ခံလာစီရန်ရည်ရွယ်ခဲ့ခြင်းဖြစ်ပါတယ်။ဩဂုတ်လ18ရက်2025ခုနှစ်ရွေးကောက်ပွဲအား2025ခုနှစ်ဒီဇင်ဘာလ28ရက်တွင် ပြုလုပ်မည်ဟုကြေညာခဲ့ပါတယ်။ မဲယုံများတွင်လက်နက်ကင်ရဆောင်များချထားမည်လည်းဖြစ်သည်ဟုတင်ပြထားပါသည်။ယခုအချိန်အထိရွေးကောက်ပွဲအားနှောက်ယှက်သည်ဆိုကကလေးငယ်၄ဦးအပါဝင်လူပေါင်း94ဦးအားဖမ်းဆီးထားပြီးဖြစ်ပါသည်။အိုးအိမ်စွန်ခွာထွက်ပြေးနေကြသူများနှင့်အကျဉ်းသားများအားလည်းမဲထည့်ခိုင်းရန်အတင်းအကျပ်စီမံနေသည်ဟုလူအခွင့်ရေးအဖွဲ့များကဆိုပါသည်။၎င်းတို့ရွေးကောက်ပွဲအားလွတ်လပ်ပြီးတရားမျှတမှုရှိလိမ့်မယ်ဟုမိသူများယုံကြည်ကြလိမ့်မည်မဟုတ်ဟုကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကပြပြတတာပင်ပြောဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။၎င်းတို့ဤတရားမဝင်ယူကပွဲသည်မြန်မာနိုင်ငံ၏အကြံဖတ်မှုပြည်နေမှုနှင့်အာဏာရှင်အုပ်ချုပ်မှုဘက်သို့နက်ဆိုင်စွာဆင်းသက်သွားစီရန်သာအားပေးလိမ့်မည်ဟုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ကမှတ်ချက်ချခဲ့ပါတယ်။နိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ဒီဩစတြေးလျနိုင်ငံသားရေးဝန်ကြီးမစ္စတာဖီနီဝါနီကင်ဘာရာရှိယုံကန်တွင်နိုဝင်ဘာလ18ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည်ဟုအန်ယူဂျီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။စီအိုစုဤပြောခွင့်ရပုဂ္ဂိုလ်ဇော်မင်းထွန်းကထိုနိုင်ငံအနေဖြင့်အွန်လိုင်းငွေလင်ကိုင်းများကိုခြေမုံရန်တက္ကရာအဖွဲဖွဲလာခြင်းသည်တကယ်တမ်းဖုံးကွယ်ထားသောအစီအမံများရှိမည်ဟုလူသူကိုအပိစကားပြောဆိုသွားခဲ့ပြန်ပါတယ်။ယနေ့တွင်အမေရိကန်အောက်လွတ်တော်မှမြန်မာအရေးကျွမ်းကျင်သူပညာရှင်များကိုဖိတ်ခေါ်၍မဆုံးနိုင်သောမြန်မာအကြအတဲများနှင့်အမေရိကန်၏ကန့်သတ်ထားသောရွေးချယ်ပိုင်ခွင့်များကောင်းစဉ်ဖြင့် ကျားနာစစ်စေးပွဲပြုလုပ်ခဲ့သည်ဟုတရား၍ဇော်မင်းထွန်း၏စကားများမှန်နေမလားဟုပင်အတွေ့ပေါက်မိပါသည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်ဖြစ်ပါလိမ့်ရှင်အရေးဖြစ်ရှင်အတွက်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့သည့်လမ်းကြောင်းကိုအခြေခံ၍ဆက်လက်ကင်တွယ်မည်ဟုအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံသား၏ဝန်ကြီးပြောဆိုသည့်တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်မြမအရေးဖြစ်ရှင်ရဲ့အတွက်အာဆီယံဥက္ကဋ္ဌမလေးနိုင်ငံကဆောင်ရွက်ခဲ့သည့်လမ်းကြောင်းကို အခြေခံ၍ဆက်လက်ကံတွယ်ဆောင်ရွက်မည်ဟုအာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးမက်ထရီဆာလက်ဇာရိုက ပြောဆိုထားပါရှင်။ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပြီးအာဆီယံဥက္ကဋ္ဌအနေနဲ့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏လုံငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းအထူးသဖြင့်စစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍ကံတွယ်ဖြစ်ခြင်းမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုထားပါရှင်။လက်ရှိရည်မှန်းချက်ကတော့မလေးရှားက အရင်နှစ်တည်းမှာလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံတည်ဆောက်သွားမှာဖြစ်ပါတယ်။မလေးရှားကထိတွေ့ဆက်ဆံမှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီးမလေးရှားကလှုပ်ဆောင်နိုင်ခဲ့တဲ့အရာရာတိုင်းကိုဖိလစ်ပိုင်လှုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ကျမတို့အနေနဲ့ထူထောင်ပြီးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာပါ။အဲ့ဒါကတော့ဖိလစ်ပိုင်တို့ရဲ့အမြင်နဲ့ယက်တိကြပါဟုဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးကပြောဆိုထားပါရှင်။စစ်တပ်ရွေးကောက်ပွဲနဲ့အာဆီယံတွင်ရေရှည်အထူးတန်တမန်ထားရှိရေးကိစ္စများကိုလာမယ့်ဇန်နဝါရီလတွင်ကျင်းပမည်။ အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးအတွင်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသူမကဆိုပါတယ်။လက်တလောအာဆီယံဥက္ကဋ္ဌမလေးနိုင်ငံကမြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲသို့အာဆီယံအဖွဲ့အနေနဲ့လေလာဆောင်ကြည့်သူဆေလွတ်မည်မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ဆက်လက်ပြီးမုံရွာမြို့နယ်တာစီနယ်မြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်နေရာ၌ရဲလေးဦးပွဲချင်းပြီးတေဆုံးသည့်တရင်တင်ဆက်ပေးသွားပါမယ်ရှင်။ စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခတ်မှုတွင်နေရ၌ရဲလက်ဥပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်း Rocket Fighter မှလာပြေကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုထားပါရရှင်။ယမန်နေ့နိုဝင်ဘာလ18ရက်နေ့နနက်9:00နာရီမှနနက်10:00နာရီခန့်အချိန်ထိမုံရွာတောင်နီးမီတာ100ခန့်အကွာတာစီရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့ကြောင်းသိရှိရပါရရှင်။ထိုတိုက်ခိုက်မှုမှာစစ်တပ်၏ထိုးစစ်ကိုလက်တုံပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းရဲတပ်သား၄ဦးတေဆုံးသောကြောင့်တော်လန်ရေးရဲဘော်များအထူးကံမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ရဲလေးရောက်တည်တဲ့ကျန်းနာကိုတော့ကျွန်တော်တို့စုံစမ်းနေသေးပါမုံရထောင်းကစစ်ကူလာလို့လက်နက်တွေကောက်ချိန်မရခဲ့ပါဘူး။ကျွန်တော်တို့ရဲ့ရဲဘော်တွေအထူးကံမရှိပြန်ဆုတ်နိုင်ခဲ့ပါတယ်လို့ Rocket Fighter မှလာပြီးကပြောဆိုသွားပါတယ်ရှင်။စစ်စင်ရေးကို Rocket Fighter နဲ့ချင်းတွင်ຫນွေဦးတော်လန်ရေးအင်အားစုမြောင်းဦးခရိုင်တရင်တို့ဗိုလ်ကြားကြီးအဖွဲ့ဒီပရင် ဘုဒ္ဓလင်တပ်ပေါင်းစုမြို့ပြပျောက်ကြားတပ်ဖွဲ့နယ်မြေခံတပ်ဖွဲ့စသည်တို့ပူးပေါင်းလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။